အရခတ်တက်တော် AA နဲ့ဆက်ဆက်တဲ့ဆိုကစစ်တွေအကျဉ်းထောင်အတွင်ဖန်စီအကျဉ်းရှခံခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသားအမျိုးသားတယောက်ဟာလွတ်ရစေလို့ပြန်လည်လွတ်မြောက်လာခဲ့ပေမဲ့ထောင်ပိုးဝါမှာပြန်လည်ဖန်စီခံလိုက်ရတယ်လို့သိရပါဗျ။လွတ်ရစေလို့ပြန်လည်လွတ်မြောက်လာပြီးတဲ့နောက်ထောင်ပိုးဝါမှာပြန်လည်ဖန်စီခံလိုက်ရသူကတော့စစ်တွေမျိုးရွာကြီးတောင်ရက်ွက်ကအသက်40အရွယ်ဦးပြဖြိုးအောင်ဖြစ်ပါတယ်။သူ့ကိုစစ်တပ်ကနိုဝင်ဘာလ25ရက်နေ့မှာလွတ်ရစေလို့ စစ်တွေထောင်ကနေ ပြန်လွတ်ပေးခဲ့ပေမဲ့ထောင်ဝမာရင် ပြန်လေဖမ်းဆီးခံလိုက်ရတာပါ ဥပ္ပစ်ဖြူအောင်ကိုနောက်ထပ်အမှုတစ်ခုဖွင့်ကထောင်တန်းစင်းနှစ်အထိရှာမတ်လိုက်ကြောင်းပြောဆိုမှုတွေရှိနေပေမဲ့လည်းနရီစရာအနေနဲ့အတိမပြုနိုင်သေးပါဘူးသူ့ကိုအေအေနဲ့ဆက်သွေးရှိတယ်လို့ဆိုကစစ်တပ်ကဖမ်းဆီးခဲ့ပြီးတဲ့နောက်ပုံမှန်905ကကြီးနဲ့အမှုဖွဲ့ဖမ်းဆီးခဲ့ကထောင်တန်း၃နှစ်ရှာမတ်ခဲ့တာပါ ပြီးခဲ့တဲ့ဇူလိုင်လ17ရက်နေ့ကလည်းအေယာဝတီတိုင်းပသိမ်အချင်းထောင်ကလွရက်စီပြီးပြန်လွတ်လာတဲ့ရခိုင်နိုင်ငံရဲ့အချင်းသား20လောက်ကိုလည်းထောင်ဘူဝမှာပြန်လည်ဖမ်းဆီးကထောင်နဲ့ဆင်းနှစ်ကနေတသက်တကြွန်အထိကြခံနိုင်တဲ့အကြမ်းဖက်ဥပဒေပုံမှန်90ညနဲ့အမှုဖွင့်ခဲ့တာမျိုးလည်းရှိခဲ့ပါသေးတယ်။